ရနဒိုကိုဂေါ်ပဲတွင်းတက်တယ်လို့ထင်နေတဲ့သူတွေအတွက်ပေးစာဘယ်သမားလုံးပဲမိန်လာဗျာရွှေရောအိုင်ဘက်ခွန်ရှိကိုအလိုင်းအချင်းကနေပြလဲကြိုးလဲပါတယ်လက်ရှိအချင်းရနဒိုကိုကြည့်ပြီးဒီဖိုးကြီးဘာမှမလုပ်တတ်ပါဘူးကွာလို့ပြောတော့ကောဆိုကိုတင်းနာကလွဲရင်ဘာမှလည်းလုံးဝပြနိုင်မှုဆိုပြီးလောင်းရင်သူတွေရှိကောင်းရှိမှာပါဒီကိစ္စနဲ့ပတ်သက်ပြီးဗီဒီယိုဖိုင်နဲ့ပြောခဲ့တဲ့စကားလေးနဲ့ပဲတုတ်ပြန်ရရင်ရနဒိုဘလောက်ကောင်းလဲဆိုတာ2008ခုနှစ်တုန်းကဗီဒီယိုဖိုင်နဲ့ရှာကြည့်လိုက်ပါသိလာပါလိမ့်မယ်ဆိုတော့ ရနယ်ဒိုကဂိုးသွင်းတာကလည်းချန်တာအရာတွေမလုပ်ပြတတ်ဘူးဆိုလည်းပြောဆိုမှုတွေလည်းရှိပါတယ်တကယ်တော့ရနယ်ဒိုကအသက်30နောက်ပိုင်းကစားပုံပြောင်းလဲလိုက်လို့ဒါအရင်တုန်းကလိုပြေးလွှားကစားနေတာမျိုးကိုမမြင်ရတော့တာပါရနယ်ဒိုကတကယ်တမ်းမှာဒန်ယာရဖို့အင်မတန်လေးကစားဟန်ကိုဆွတ်လို့ပြီးထိတ်တန်းအဆင့်မှာအသက်40ကျော်အရွယ်အထိဒန်ယာကင်းကင်းနဲ့ဘောလုံးကစားနိုင်မယ့်လမ်းကိုရွေးခဲ့တာဖြစ်ပါတယ်နေမှာဆိုရင်အသက်ရရလာတဲ့အများဒန်ယာကင်းမဲ့ကစားဟန်ကိုမပြောင်းလဲနိုင်မယ့်လိန်ခေါက်ဖို့ဒါအများနဲ့စူးစမ်းနေတာကြောင့်အခုနောက်ပိုင်းမှာဘောလုံးကင်ရတာတက်အနားယူနေရတာကပုံများနေသူပါ ရန်နိုကတော့ဒီလိုမဖြစ်ခဲ့ပါဘူးတကယ်တော့ရန်နိုဟာပြောင်းလဲတင်တာကိုပြောင်းလဲပြင်ဆင်တင်တာကိုပြင်ဆင်နိုင်ခဲ့သူဖြစ်ပါတယ်ယူနိုက်တက်စီစားရောက်တုန်းကရန်နိုဘလောက်အထိလိန်ခေါက်မှွေနောက်ကစားလဲဆိုတာလူတိုင်းသိပါပဲတကယ်လို့မောနိုင်ပန်းနိုင်ပြေးလို့နေပြီးအလာဘကေးတွေစကေးတွေအများကြီးကိုလုပ်ပြခဲ့တာပါဒီဘက်ကကစားသမားတွေပြိုင်ဘက်တွေကိုလိန်ခေါက်ပြီးဂိုးတင်နေဆိုတာရန်နိုယူနိုက်တက်မှာငယ်စဉ်အခါကလုပ်ပြတာတွေကိုမမိပါဘူးဘောလုံးကင်ပြီးလိန်ခေါက်လုံးလုံးကစားအောင်ပြောင်းရမယ်လို့ဆိုပြီးစိတ်ပေးခံရတဲ့အထိပါပဲ ဒီနေရာမှာတစ်ခုပြောချင်တာကကစားသမားတွေဟာအမြဲတမ်းတသမတ်သေးသွားလို့မရပါဘူးပြောင်းလဲတင်တာကိုပြောင်းလဲရပါမယ် အသက်ကြီးပေါ်လာပြီးကိုယ့်ရဲ့ကစားရံကိုပြောင်းလဲပေးဖို့လိုပါတယ်။ဥပမာနေမဆိုရင်စပေါ်ကစကမဲ့စီထက်ရောက်တယ်လို့ထက်ပါပိုကောင်းမဲ့သူမျိုးလို့ညှို့ဆူခံရတာပါ။တပွဲလုံးကိုလိန်ခေါင်းနေပြီးအလှအပများစွာကိုလှုပ်ပြခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုကစားဟန်ကပြိုင်မဲ့တွေရဲ့ခက်ကြက်ကြက်ဖျက်ထုတ်မှုတွေကိုလက်ရက်ခေါ်တယ်လို့ဖြစ်နေတယ်ဆိုတာပါပဲ။အသက်ရွယ်ရလာလေလေအချင်းကြလာလေလေဒဏ်ရာရဖို့ကနှိစက်လာလေလေဖြစ်ပါတယ်။နေမဆိုရင်သူငယ်စင်ကလေးကကစားခဲ့တဲ့လိန်ခေါင်းကစားဟန်ကိုမစွန့်လွတ်နိုင်လို့အမြဲတမ်းဆင်းရုံတက်နေရပါတယ်။နေမတရားစီလုံးအပြည့်ကစားနေတာဆိုလို့မရှိသလောက်ကိုရှာနေတာပါသူကိုကြည့်လိုက်ရင်အမြဲနားနေရပါတယ်ဒါအသ က်ရဲ့အရာပြောင်းလဲလာတဲ့နာကောင်ပြောင်းလဲတဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။ရိုက်တိုကတော့ညံကောင်းပါတယ်။ရေရှိအောင်မြင်ဖို့အတွက်ထိတ်တန့်အစင်ပါဆယ်စုနှစ်တစ်ခုကြော်စာရက်တည်နိုင်ဖို့အတွက်လှုပ်တဲ့နာကိုလှုပ်ခဲ့ပါတယ်။မလို့အပဲမလိန်ခေါ်ဘူးဒဏ်ရာပဒနာတွေကလည်းပွားနေတဲ့ရှောင်းတိန်နဲ့ဒါဟာမလိန်တက်မခေါက်တက်လို့မဟုတ်ဘူး။စွန့်လို့တဲ့နာကိုစွန့်လို့ပြောင်းလို့တဲ့နာကိုပြောင်းလဲတာပါ။ဒါအပြင်ရိုနယ်ဒိုဒူးထင်အောင်ပြင်ထန်ရအောင်ပါတယ်။ ဒုတိယရရတဲ့ကစားသမားတွေကကစားဟန်မပြင်းကစားမဘွားကနေစစွန်းထားတက်ပါတယ်။ဥမာဘရာဇီးကဒိုကြီးဆိုရင်ဒုတိယအကြောင်းငယ်ငယ်လေးနဲ့နားလိုက်ရတာပါ။ရယ်တိုကတော့သူ့ကိုယ်သူပြောင်းလဲလိုက်ပါတယ်။လူပနေရောက်ကိုတပွဲထဲမှာဘနက်ခေါက်လင်းခေါက်နိုင်လဲဆိုရတဲ့တပွဲထဲမှာဂိုးဘနက်ကိုသွေးနိုင်လဲဆိုတာကတမိုင်းမှာကြံ့ရင်ခဲမဲ့ရပါ။ဒါကြောင့်ဂိုးရီဘက်ကိုအာယုံဆိုင်လာတာဖြစ်ပါတယ်။ရင်ကဆိုကရဝင်းနေရရယ်တိုကိုလင်းခေါက်ပြေးလွှားနိုင်မယ်ဆိုရင်သူ့လိုကိုလိုကစားမတူးအနေနဲ့ပဲဇက်သိန်းသွားလိမ့်မယ်လို့သွင်းကုန်နေနောက်လိုက်ဖို့လမ်းညွှန်မှုပါတယ်။ ။ဒါကြောင့်မရန်ဒိုကလင်းခေါက်ပြလာတာကိုရိုက်တင်လိုက်ပြီးလုံတင်လုံထိုက်တာကိုလုံတာဖြစ်ပါတယ်။လူတွေဆိုတော့အဲ့လိုပါပဲဘာလို့လို့ပြောနေမှာပေါ့။အကဲရဲလူသားထန်ရအောင်ဆောဆောနားရကြီးနားရမှာပေါ့။ပတ်ပဲနေနေတာကိုဆိုပြီးသူတို့ကအပြစ်တင်ကြအောင်မှာပါ။ရနယ်ဒိုကရဲလူမို့လို့တာအခုလည်းလုံပြနေနိုင်တာဖြစ်ပါတယ်။ကစားသမားတွေကအသက်ရတဲ့ကစားဟန်ကိုပြောင်းလဲရတယ်ဆိုတော့ရဲလူကလမ်းမြပေးနိုင်တာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါမြန်ဗီဒီယိုလေးကလည်းပါပဲ။နောက်နေ့မှလည်းအားကစားရပတ်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပြီးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။